မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့နိုင်မှသာကြုံတွေ့ကြရမှသာဒီဝိပဿနာပညာဆိုတာရနိုင်မြတ်စွာဘုရားသာသနာမပွင့်သေးခင်ကဒီဝိပဿနာပညာဆိုတာဘယ်သူမှဖော်ထုတ်နိုင်ခြင်းမရှိခဲ့ဘူးပေါ့ဘုရားအလောင်းတော်ဟာတောထွက်ပြီးတော့6နှစ်ကြာမြတ်တရားဓမ္မတွေကိုရှာပွေလိုက်တာ ထိုဝိပဿနာပညာနဲ့ပတ်သက်ပြီးတော့ဟောပြောနိုင်တဲ့ဆရာတဦးတလေးမှမရှိခဲ့ဘူး။ဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကပြိဋိဘံဆံဃာနီးမှာသုဘတာပြပိုက်ကြီးကိုပြောခဲ့တယ်။နှစ်ပေါင်း52နှစ်အတွင်းမှာတဲ့ဝိပဿနာတရားတစိတ်တေသတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တွေ့ခဲ့ရဘူး။ ရနှစ်ပေါင်း52နှစ်ဆိုတာဘာပြောတာလဲလို့ဆိုမြတ်စွာဘုရားအဖြစ်ရောက်တဲ့အခါမှာ45နှစ်တရားကျင့်တာ66နှစ်အဲ့ဒီနှစ်တွေကို ပေါင်းလိုက်တဲ့အခါကျတော့52နှစ်တရားကိုပြောတာနော်အဲ့ဒီ52နှစ်ကာလအတွင်းမှာဝိပဿနာတရားဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတစိတ်တသေးတာလေးဟောပြောတဲ့ပုဂ္ဂိုလ်တောင်သူမတွေ့ခဲ့ရဘူး ကိုယ်ပိုင်ဉာဏ်နဲ့မြတ်စွာဘုရားထိုးရင်းပြီးတော့တိခဲ့ကြတိခဲ့ရဖြစ်တယ်။ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာဒီပညာလေးတစွန်းတစပဲရရရသလောက်ယူသင့်တယ်လို့ဆိုတာတော့စိတ်ထဲနှလုံးထဲမှာထားသင့်တာပေါ့နော်။မှန်ပါဗျာ။သာသနာတော်နဲ့ကြုံတွေ့မှသာဒီဝိပဿနာဆိုတာကြားနာခွင့်ရှင်းသုံးခွင့်ရကြတယ် အဲ့လိုဈာနာကွင်ကျင့်သုံးကွင်ရတယ်ဆိုတဲ့နေရာမှာလည်းပဲလူဘဝဟာဖြစ်နိုင်ခြင်းအရှိဆုံးအခြေအနေအကောင်းဆုံးဘဝတစ်ခုဖြစ်တယ်ပေါ့အဲ့လိုအခြေအနေကောင်းတဲ့ဘဝဖြစ်လို့မြတ်စွာဘုရားကမနုတ္တတဘဝဒုံလဘောလူဘဝဆိုတာရခဲ့တယ်လို့ဟောတာရခဲ့တယ်လို့ဟောတာဗြဟ္မာဖြစ်ဖို့တဲ့လူဖြစ်ဖို့ကခက်တယ်လို့ပြောတာမဟုတ်ဘူးနော်ဘာဖြစ်လို့တော့ဆိုဗြဟ္မာဆိုတာကတမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးမှ ပြမဖြစ်နိုင်တာလူဘဝဆိုတာဒါနကုသိုလ်သီလကုသိုလ်နဲ့ဖြစ်နိုင်တယ်။တဝရချင်းစင်မပါဘဲနဲ့လည်းလူဘဝရနိုင်တယ်။အဲ့ဒါလို့အကြောင်းတရားအပြည့်ကြည့်မယ်ဆိုလို့ရှိရင်ပြမဖြစ်ဖို့ရာက ပို့ပြီးတော့ခင်းနေပေါ့နော်။ဘာလို့လို့ဆိုရင်ဘုန်းကြီးတို့ဒီကနေ့ခင်းမှကြည့်အောင်ဇန်ရတဲ့ပုဂ္ဂိုလ်ကလည်းဥရှိအလွန်ရှားပါးတယ်ပေါ့။ အဲ့လိုသမထကျင့်စဉ်နဲ့ကျင့်ပြီးမှရတဲ့ဗြမဘုံတော်မြတ်စွာဘုရားကဗြမတ္တဘဝတုံဘောဗြမဘဝရဖို့ရခဲနေလို့မဟုတ်ဘူး။တကလူတွေလည်းချမ်းသာဒုက္ခများလာတဲ့လက်ဘုံကိုလည်းပဲဒေဝတ္တဘဝတုံဘောလက်ဖြစ်ဖို့ရခဲနေလို့မဟုတ်ဘူး။ဟောလူဘုံကြတော့ဗာပြုလို့မနှုတ်တ္တဘဝဘုံတုံဘောလူဖြစ်ဖို့ခဲနေလို့ဟောတာတော့ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်ဖို့အချိန်နေကောင်းနေအကုန်ရှိလို့ပြောတာဒါဖြင့်မတ်ဘုံမှာအချိန်နေကောင်းနေမရှိဘူးလားမရှိဘူးတိလာစောင့်ခြင်းရင်လည်းပဲတရားမင်းကြီးတောင်းဝလူပြေလာစောင့်ရတယ်ဒါနကောင်းမှုလုပ်ခြင်းလည်းလူပြေလာလုပ်ရတယ်လူပြေမှာဒါနပဲလှုပ်လှုပ်သီလပဲစောင့်တည်စောင့်တည်ကမ္မထမ်းဘာဝနာပဲပွားများပွားများခြေနေကောင်းနေ အနွန်အခြေအနေကောင်းတဲ့နေရာလို့ဒီလိုဆိုလို့ဒါကြောင့်မို့လူ့ဘဝရခဲ့တယ်လို့ပြောတာ။ဘာဖြစ်လို့ဆိုလူ့ဘဝမှာတရားဓမ္မကိုနီးလန်းညွန်ပြနိုင်တဲ့ဖရာဆိုတာလည်းလူ့ဘဝမှာပဲဖြစ်တာ။ပိစိကဗုဒ္ဓဆိုတာလည်းလူ့ဘဝမှာပဲရှိတယ်။ကျန်တဲ့သူတော်စင်သူတော်မြတ်တွေများသောအားဖြင့်လည်းလူ့ဘဝမှာဖြစ်ကြတာ။ဒါကြောင့်မို့လူ့ဘဝလူ့ဘဝဟာအခြေအနေတွေကြည့်မယ်ဆိုရင်အကောင်းဆုံးပဲပေါ့။ ေးစိုက်ပျိုးရေးလှုပ်ချင်တဲ့လူတွေဟာအချိန်နေကောင်းကိုအရင်ရှာရတယ်မို့လားမှန်ပါဗျာဘယ်လိုနေရာအချိန်နေတွေကိုရှာရတော့လို့ဆိုရင်စိုက်ပျိုးရေးလှုပ်ချင်လို့ရှိရင်မြေကောင်းရေကောင်းရှိတဲ့နေရာရှာရမိုးလေဝသမှန်တဲ့နေရာရှာရမြေလည်းကောင်းမှမိုးလေဝသလည်းကောင်းမှအဲ့လိုနေရာမျိုးမှာစိုက်ပျိုးရေးလုပ်လို့အောင်မြင်တာပေါ့အဲ့ဒါလိုပဲလူပြေမှာဘာကုသိုလ်မဆိုလုပ်လို့ရသည့်အတွက်ကြောင့်အမှန်တမ်းအချိန်နေကောင်းတယ် အချင်းလေးကောင်းတဲ့လူပုံလူဘဝဒါကြောင့်မို့လို့ရာခဲတယ်လို့ပြောတာအဲ့တော့ရာခဲတယ်လို့ဆိုတာတချို့လူတွေကအေးဒီကနေ့ခေတ်မှာကဘာမှာလူကြီးတွေတိုးတယ်တန်းပေါင်း6000ကနေ9000ရှိလာပြီမကြာခင်8900တောင်ဖြစ်တော့မှာလူဝရာခဲတယ်ဆိုတာဟုတ်ပါမလားလို့ဒီလိုတွေးတဲ့ပုဂ္ဂိုလ်ဟာတွေးသေးတယ်ဒီဥယေကိုပြောတာမဟုတ်ဘူးအခြေအနေကောင်းနေအားလုံးဟာလူပုံမှာရှိတယ် đã cho một lúc cứ được cao mà lâu trên lâu trên đứa bọn ạ còn lâu trên này để cha bọn này mà đi độ trên đi gạo này mà bây giờ được gọi là nó